Hello တငယ်ချင်းများအားလုံးပဲမင်္ဂလာပါဖူတရားရီမှပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ခါတော့အိမ်မှာတီးရွက်ဆုံးဇလက်လေးလှူစားဖြစ်တာလေးကို ပြန်ပြီးမျှဝေလိုက်ပါတယ်ဝေးရှားနေတဲ့သူတွေအတွက်ရောညစာကိုဟဲပြီးမစားချင်တဲ့သူတွေအတွက်ရောဒါလေးလှူစားလို့ရှိရင်အရန်အဆင်ပြေရပေါ့နော်ကြကြော်တော့ဘာလို့ ਨੇ တခြားတွဲဟာလေးတွေ ਨੇ တွဲဖက်ပြီးတော့စားသုံးလို့ရှိရင်လည်းကောင်းပါတယ် အရင်ဥဆုံးဒီလိုအပ်တဲ့ဟာလေးတွေကိုစေးကြောပြီးတော့တိစားလေးပြည့်ပြတ်ထားပါမယ်။ဒါလေးရကြတော့ဆက်လက်ရွက်ပေါ့နော်။ပြီးရင်ချေကြီးခန်းချင်တီးတွေကိုလှည့်ပြတ်ထားမယ်လေးစိတ်လေးတွေပေါ့နော်။အဝါရောင်မြုပ်ပွားတီးလာထောဖတ်တီးအနီယာငရုတ်ပွားတီအစိမ်းယာငရုတ်ပွား ပန်တီဘလို့ရှိရင်မူလာဥနီပေါ့နော်ပြီးရင်သခွားသီးလေးကိုလည်းလှည့်ပြတ်ထားမယ်ကိုစားမဲ့ဟာလောက်လေးပေါ့လှုပ်ထားပေါ့နော်မယောနီစ်ကထမင်းစားစုံတစ်စုံထည့်တယ်ခလေးရာဆော့စ်လုပ်ဖို့အတွက်ပေါ့နော်ပြီးရင်ဒီနိုးနဲ့လုတ်ထားတဲ့ဒီ cream လေးပေါ့နော် fresh cream လေး လက်ဖက်ရည်စွန်း2စွန်းလောက်ထည့်တယ်။တင်ချင်ရကြတော့သမင်းစားစွန်း2စွန်းထည့်တယ်။ပြီးရင်ငရုတ်ကောင်လက်ဖက်ရည်စွန်း3ပုံ2ပုံလောက်ထည့်လိုက်တယ်။ပြီးရင်ဒါလေးကကြတော့ဒီအမွှေးအရွက်လေးပေါ့နော်။ အဲ့ဒီအရွယ်အချောင်းလေးတွေကိုထည့်လိုက်တယ်။ပြီးရင်ပြားရည်ပြားရည်ကလက်ဖက်ရည်စုံတဝက်လောက်ထည့်တယ်ပေါ့နော်။ပြီးရင်တံဖြာသီးတစ်စိတ်လေးညှစ်ထည့်ပါ။အလေးကိုမှွေလိုက်ပါတယ် ဒီ source ကအများကြီးရွှေရွှေလေးမကြိုက်တဲ့လူဆိုလို့ရှိရင်တော့နည်းနည်းချင်းစီ short ပြီးထည့်လို့ရပါတယ်เนาะစာလက်ဖက်ရည်စုံလေးပုံပုံတစ်ပုံပြီးရင်ခုနအတိထားတဲ့အတိရွက်လေးတွေကိုထည့်ပါမယ်ဒီငရုတ်ပွားသီးတွေဆိုလို့ရှိရင်လည်းအစိမ့်မဲ့ထည့်ရပါတော့เนาะတခြားကိုစားကျင်တဲ့အတိရွက်လေးတွေထည့်လို့ရပါတယ်တလေးသီးတို့ပါလို့ညာတော့ပေါ့เนาะစိုက်တဲ့ဟာဆိုလို့ရှိရင်အဲသီးပြပြီးတော့ထည့်လို့ရပါတယ် ပြီးလို့ရှိရင်ဒီ walnut အစီအလေးတွေထည့်တယ်ပေါ့နော်ကျေးဇူးပါဘိုင်ဘိုင်